အိန္ဒိယမြေပြင်ပေါ်မှာဘတ်စကားပြီမီလို့55ဦးသေဆုံးတယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံတောင်ထူထပ်တဲ့ဟိမွန်နာပြည်နယ်မှာမြေပြင်မှုတွေဘတ်စကားတစ်စီးပြီမီပြီးနောက်55ဦးသေပြီးကလေးတယောက်ပျောက်ဆုံးနေတဲ့ဖြစ်ပါတယ်။အင်္ဂါနေ့ညပိုင်းကဖြစ်ပွားခဲ့တဲ့ဒီမတော်တဆမှုမှာကလေးနှုန်းတဲ့တန်းအရာကြောင့်အမျိုးသားတဘာဝတုံ့ပြန်ရေးတစ်ဖွဲ့တောင်းရှိသူကပြောပါတယ်။မတော်တဆမှုမှာမျိုးသား9ယောက်မျိုးသမီး4ယောက်ပြည်မဲ့ကလေး2ယောက်55ဦးသေဆုံးပါတယ်။မြေပြီပြီးနေတဲ့ဘတ်စကားရဲ့ အပြည့်စည်တဲ့မြေသားတွေကိုတူဖော်ဖယ်ရှာရင်ပျောက်ဆုံးနေသူတရားကိုကဲဆဲသမားတွေကပူတမြင်ရှာဖွေနေပါလေကဲဆဲရေးလောက်သားချို့ဟာမြေကြီးတွေကိုဆယ်ရန်တရားတွေနဲ့ရှင်းနေရပါလေဒီဖြစ်အတိကကြောင်းရင်းကဒေသတွင်းမှာပြီးခဲ့တဲ့နှစ်ရက်ကမူတီထန်စွာရာသွန်းတာကြောင့်လို့ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကပြောပါလေအခုရက်သတ္တပတ်အတွင်းအိန္ဒိယနိုင်ငံဟိမွန်နာဒေသတော်ဝန်နေရာနဲ့ရေကြီးရှင်မှုတွေမြေပြိုမှုတွေဖြစ်နေပါလေ တနင်္လာနေ့ဒီအနောက်ဘင်္ဂောပြည်နယ်ဒါဂျီလင်ခရိုင်မှာအနည်းဆုံးလူ23ဦးသေဆုံးပြီးနောက်နေအင်းဒီဂျင်းနီမြို့ပြည်လန်ဒရာတွေပျက်စီးခဲ့ပါတယ်။အင်းဒီဂျင်းနေပေါ်မှာလည်းရေကြီးမြေပြမှုကြောင့်လူပေါင်း90ကျော်လောက်သေဆုံးခဲ့တယ်လို့တာဝန်ရှိသူတွေကပြောပါတယ်။အခုလိုမျိုးသဘောဝ BNR ရဲ့အတွက်ကြိုတင်ပြင်ဆင်ဖို့အတွက်အရေးကြီးတယ်လို့အိန္ဒိယဆွေကတော့ပြောပါတယ်။ဒါပေမဲ့မြေပြမှုတွေကတော့နေရာနှက်မှာဆက်လက်ဖြစ်ပေါ်နေစေဖြစ်ပါလိမ့်။ ဒါအပြင်အေရတ်တောင်မှာပြင်ပြီးတဲ့ခီးတွောင်းနဲ့တောင်တသမားရာပေါင်းများစွာကိုလည်းကဲထုတ်နေရတယ်လို့သိရပါတယ်။အေရတ်တောင်ဆောင်မှာနှင်းမုံတိုင်းကြောင့်တောင်တင်းရဲ့တောင်တသမား350လောက်ကိုကဲဆဲသွားနေက ပေးလို့ရပို့ဆောင်ခဲ့တယ်လို့တရုတ်နိုင်ငံပိုင်သတင်းဌာနကပြောပါတယ်။တခြားခီးသော200ကျော်ဆက်သွင်းနိုင်ခဲ့ပြီးပေးလို့ရကဲထုတ်ဖို့လှုံ့ဆော်နေပါတယ်။တရုတ်မှာရှိရကြအားလျက်စတင်ချိန်သတင်းဘက်ကောင်ကစပြီးအေရတ်တောင်ရှိပမျက်နှာစာတိဘက်ကျိုင်းမှာရာကြီးတဲ့ခီးသော်တွေဟာစီးနင်းထုလက်စွာကြောက်စင်းပြီးပြေးမိခဲ့ပါတယ်။ထို့သဖြင့် Golden Wheel လို့ခေါ်တဲ့အားလျက်မှာခီးသော်တွေကြောင့်ရေပန်းစားတဲ့နေရာဖြစ်ပါတယ်။ ကဲဇေသမားတွေကခီးသွောအုပ်စုတွေပြေးမိတဲ့လမ်းတွေနဲ့နေရာတွေကိုဖျက်ကျော်သွားရောက်နေတဲ့တပ်မတော်တွေလူမှုကွန်ရက်မှာတွေ့ရပါတယ်။အော်တိုဘာလာဟာအီရတ်တောင်နဲ့ပတ်ဝန်းကျင်ဒေသတစ်ခုအတွက်တနစ်တာ တောင်တက်ရာသီတွေကတစ်ခုဖြစ်တဲ့ရာသီဥတုတာလေးရှိပါတယ်။ဒါပေမဲ့တောင်ကြမ်းလေးညနေပိုင်းကစတဲ့ကနေနှင်းမုန်တိုင်းဟာအီရတ်တောင်ရှေ့ဘက်တောင်ဆောင်တွေမှာပူပူပြင်းထန်လာတာသတိပြုမိခဲ့တယ်လို့တောင်တော်သမားတွေနဲ့လမ်းပြတွေကပြောပါတယ်။ဒီနေ့ရာသီဥတုကပုံမှန်မဟုတ်တော့ဘူး။အော်တိုဘာမှာဒီရာသီဥတုမျိုးတစ်ခါမှမကြုံဘူး။နောက်ပြီးရုပ်ရက်ဖြစ်သွားတာလို့ တောင်တက်လမ်းပြသမားတွေကပြောပါတယ်လက်ရှိမှာတော့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်နေသေးဖြစ်တယ်လို့သိရပါတယ်